မင်္ဂလာပါ Home Electronic ကနေကြေဆိုပါရစေ။ဒီနေ့မှာတော့ Skywalk ကနေအသစ်ဝင်ထားတဲ့ Skywalk ရဲ့ Portable TV လေးတစ်လုံးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုမိတ်ဆက်ပေးမယ့် Skywalk Portable TV လေးဟာဆိုရင်ကြောင်းသုံး၊ယုံသုံးပြီးတော့အိမ်သုံးတွက်လည်းအဆင်ပြေတယ်။ကလေးငယ်တွေအတွက်သင်ကြားရေးဘက်မှာလည်းအသုံးပြုလို့ရတဲ့24လောက်မှာ size လေးပဲဖြစ်ပါတယ်။ကဲဒါဆိုရင် TV လေးကိုကြည့်လိုက်ရအောင်ပါရှင်။ design အနေနဲ့ကတော့မြင်ရတဲ့အတိုင်းပဲပေါ်ပါကျလေးတဲ့ design လေးနဲ့ပြုလုပ်ထားတယ်။ဒါပြင်အောက်ဘက်မှာ ထင်ရှားတဲ့ဆောင်းပါးတန်းလေးနဲ့ဖြစ်တဲ့အတွက်လိုချင်စွယ်လေးဖြစ်စေတယ်ပေါ့နော်ပြီးတော့နောက်ကျောဘက်မှာဆိုလို့ရှိရင်လေလေသာလက်ကင်တွေထည့်သွင်းပြီးထားတဲ့အတွက်သေဆောင်ရမာရလက်ကူပါတယ်ဒါအပြင်ခုလိုမျိုး scanway ရဲ့ luggage လေးတစ်လုံးမှာထည့်သွင်းပေးထားတဲ့အတွက်ပြင်ပတည်ဆောင်သွားတဲ့အခါမှာလည်းအလေတူတည်ဆောင်နိုင်အောင်မှာဖြစ်ပါတယ်။ scanway portable TV လေးရဲ့အဓိကထူးခြားချက်ကတော့သူ့မှာ built-in battery ပါဝင်လာခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ပြည့်စုံပြီမရှိတော့လို့ပဲဖြစ်ဖြစ်ပြင်ပမှာတည်ဆောင်သွားရင်ပဲဖြစ်ဖြစ် ဒီထဲမှာပါဝင်တဲ့ပြည်ရင်ဘက်ထရီနဲ့၃နိုင်ဝင်ကျင်ကန်ထိဆက်လက်အသုံးပြုနေနိုင်မှာလည်းဖြစ်ပါတယ်။ဒုတိယထူးခြားချက်တစ်ခုကတော့သူ့ရဲ့ display ပဲဖြစ်ပါတယ်။ဒီ display ਆ ဆိုရင်အလင်းရောင်မပြန်တဲ့ anti declare display ကိုအသုံးပြုထားတာဖြစ်ပါတယ်။ဒါကြောင့် outdoor တွေမှာအသုံးပြုလိုတာပဲဖြစ်ဖြစ်ဒီလိုမျိုး lighting များတဲ့နေရာတွေမှာအသုံးပြုတာပဲဖြစ်ဖြစ်အလင်းမပြောင်းမဲနဲ့ကောင်းမွန်စွာနဲ့အကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရင်24လက်မှာဒီ TV လေးရဆိုလို့ရှိရင် Google TV ဖြစ်တဲ့အတွက်ကျွန်တော်တို့ Play Store တွေပါပြီးသားဖြစ်တယ်ပြီးတော့ဖုန်းတွေနဲ့ချိတ်ဆက်ရလွယ်ကူတယ် Chromecast ပြည်တင်ပါပြီးသားဖြစ်တယ်။ဒါအပြင်သူ့မှာဆိုရင် application အနေနဲ့ compatible ဖြစ်တာတွေကကျမတို့ဒီ Amazon Movie application တွေပြီးတော့ Channel Myanmar လို့ application တွေနောက်ထပ်ဒီမဟာ application တွေနဲ့လည်းချိတ်ဆက်ပြီးတော့ဒီထဲမှာထည့်သွင်းပြီးတော့အသုံးပြုနိုင်အောင်မှာဖြစ်ပါတယ်။သူ့ရဲ့ internet ဘိုင်းမှာ support ပေးထားတာတွေဆိုလို့ရှိရင်တော့သူက Android version 11နဲ့အသုံးပြုနိုင်မယ်။ Bluetooth version ကတော့5.0 ပြီးရင်ဒီ port တွေအနေနဲ့ဆိုလို့ရှိရင်တော့ USB 2.0တပေါက် HDMI တပေါက်ပြီးလို့ရှိရင်လည်း antenna နဲ့ချိတ်ဆက်အသုံးပြုလို့ရတယ် antenna ပေါက်တပေါက်ပါမယ် audio optical output တပေါက်ပါပါမယ်ဒါပြင် LAN ပေါက်တပေါက်လည်းထပ်ပြီးတော့ပါရှိအောင်မှာဖြစ်ပါတယ်အဲ့တော့ဒီ portable TV လေးမှာဆိုလို့ရှိရင် speaker ကတော့ 8W speaker နှလုံးကိုအသုံးပြုပေးထားတယ် Dolby Digital အသံစနစ်ကိုအသုံးပြုထားတာဖြစ်ပါတယ် PTV လေးကိုအပြင်မှာဘလောက်ထိတုံးရတာအဆင်ပြေတယ်လဲကူတယ်ဆိုတာကိုစမ်းသက်ချင်နေဆိုရင်တော့ Home Electronic ရဲ့ showroom နေအားလုံးမှာလာရောက်ပြီးတော့စမ်းသက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ Scanwon ရဲ့ TV တွေမှာဆိုလို့ရှိရင်ထုံးစံအတိုင်းပဲအားမခံ၃နှစ်ပါရှိမယ်။ပထမတစ်နှစ်အတွင်းမှာတော့ဆက်ရဲ့ Fatty Error ချင်းချက်တွေအတွက်ပစ္စည်းဝလက်ခံခါမယ်။တစ်နှစ်နှစ်မှာတော့လက်ခံမယ်နဲ့ပြုပြင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဗီဒီယိုလေးကိုအခုလိုမျိုးအဆုံးထိကြည့်ရှုခဲ့တဲ့တော်လေးကျေးဇူးများကြီးတင်ပါတယ်ရှင်။ Electronic PC အနေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ် Electronic PC တွေကိုဝယ်ယူဖို့လိုအပ်ရင်ပဲဖြစ်ဖြစ် Home Electronic ကိုသတိရလိုက်ပါနော်။